တင်ရတဲ့ဒီနောင်လုံးပေါင်းခွန်လို့ရိုက်တယ်တနည်းနည်းနဲ့၃နှစ်၄နှစ်၅နှစ်၆နှစ်မြောက်နေစေကိုရောက်တဲ့အချိန်ကမှာတဲ့ဘရိတ်ကိုကနန်းတကွေတကွင်းပြောမှာပြန်တွေ့ကနန်းလိုက်တယ်အဲ့ဒီဘရိတ်ကိုကနန်းဒီဘလို့ဘရိတ်ကိုကနန်းလေဒါကိုအရင်ဆုံးကျွန်တော်ရှင်းလင်းအောင်နော်ဘရိတ်ကိုရဲ့အများကြီးရှိတဲ့ကဒီဘရိတ်ကိုရဲ့တကွင်းပြောမှာဘာကြောင့်ကြားလဲဒီဘရိတ်ကိုဒီဘလို့ဘရိတ်ကိုဘယ်လိုဘလို့နေရာမှာကြားထားလဲဘလို့စနစ်တွေနဲ့ကြားထားလဲဆိုတာဒါကိုအရင်ဆုံးထောက်ပြမယ်နော် ဒီနေရာမှာ break ကိုပြဖို့တွေ့တဲ့သူကနေထောက်တစ်ကြိမ်နဲ့ကြိမ်သုံးကြိမ်လေးကြိမ်မြန်မကိုရဲ့ဘောက်က၄နောက်ပဲလို့ရိုက်ထားမယ်တဲ့အဲ့၄နောက်ပဲတကူကြောင့်မနောက်ထောင်ဘုံဘုံကြီးနေငါလို့ထည့်ထားဒီငါနဲ့ဒီလေးနဲ့ကိုကိုရိုက်ထားတဲ့ဒီနေရာမှာထွက်တဲ့ break ကိုတဲ့ပထမ main ဖမ်းချက်ကဒါဆိုဒီ break ကိုရဲ့တကူကြောင့်မှာကြားတယ်ခုနလိုဖြစ်သလားကြည့်အောင်နော်ဒီ break ကိုရဲ့တကူကြောင့်မှာကြားတယ်ခုနလိုဖြစ်သလားကြည့်အောင်တစ်ကြိမ်နဲ့ကြိမ်သုံးကြိမ်လေးကြိမ်မြန်မကိုရဲ့ဘောက်က၄နောက်ပဲရိုက်မယ်ရိုက်သွားဒီသုံးဘုံဘုံကြီးနေငါလို့ထောက်မယ် ကြိုက်တော့ငားနဲ့လင်းနဲ့ကိုးလို့ရိုက်တယ်ဒီနေရာမှာ break ကိုးလို့ထောက်တဲ့ကောင်ရဲ့ဒုကွင်းပြောင်းမှာဒါပြန်တွေ့ကနေလိုက်တယ်ဒါဆိုပြီးအခု break ကိုးကြတာအဲ့ဒီ break ကိုးဒီခုနပထမဦးဆုံးတူညီခြင်းနဲ့တူညီစရာကြည့်မယ်နော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မြောက်မှာလေးနောက်ပြီးလို့ရိုက်ပြီဒီသုံးလုံးပေါင်းခြင်းနဲ့ငားလို့ထောက်ပြီငားလေးကိုးနဲ့ထောက်ထားတဲ့ break ကိုးဒါပထမတစ်ချက်တူညီမှု break ကိုးပဲ break ကိုးလဲဖမ်းတဲ့စနစ်ကိုအရင်ရှင်းပြရအောင်နော် အဲ့နောက်တစ်ခုကတဲ့ဘာလို့လဲဆိုအဲ့ဒီ break ကူကတက်တက်ထောက်တယ်တစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်ပြောင်းမှထွက်ထားရခင်ဗျာဟာဒီ control တက်ဒီသူ့ရဲ့တနည်းချက်ကို light ထွက်ထားမယ်တဲ့ဒုတိယထောက်ချက်ဟုတ်ပြီနော်ပထမကက်ဒုတိယကက်လည်းဒီတိုင်းပဲကြည့်မယ်ဒီ break ကူကလည်းထောက်တစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်ပြောင်းမှထွက်ထားတယ်ဟာဒီ၄၃၆တည်းတဲ့သူ့ရဲ့တနည်းချက်ကို light ထွက်ထားမယ်တဲ့ဒါဆိုရင်ခုနတစ်ချက်တူပြီးဒုတိယတစ်ချက်ကိုတူသလားကြည့်မယ်တစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်ပြောင်းမှထွက်ထားတယ်ဟာဒီ၈၆ကိုဆိုရဲခဏကတဲ့သူ့ရဲ့တနည်းချက်ကို light ထွက်တယ်ဒါမိနစ်ကထွက်ခဲ့ ဒါဆိုနှစ်ချက်ဒီ brake ကိုထောက်ချက်နောက်တစ်ခုပြောမယ်ဒီ brake ကိုကိုမလာခင်သူ့ရဲ့တကွန်ကြောင့်မှထောက်တဲ့ခဏဒီ brake ကိုကိုမလာခင်သူ့ရဲ့တကွန်ကြောင့်မှထောက်တဲ့ခဏဒီ brake ကိုကိုမလာခင်သူ့ရဲ့တကွန်ကြောင့်မှထောက်တဲ့ခဏအဲ့ဒီခဏလည်းတဲ့ပထမကတ်မှာဒီနေရာမှာထောက်ခဲ့တဲ့ခဏဒီပထမကတ်မှာတနည်းနည်းသုံးနည်းလေးနည်းငါးနည်း၆နည်းမြောက်ကထွက်ခဲ့တဲ့ခဏနဲ့ဒီနေရာမှာအရင်ဆုံးကျူးထွက်ပြီးထားရမယ် ဒါဆိုဒီ break ကိုရတကွင်ကျော်မှာထွက်ခဲ့ကြတယ်ဒီကနန်းကြတော့တနစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်မြောက်ကထွက်ခဲ့တဲ့ကနန်းနဲ့ပရမကတ်မှာ၆နှစ်မြောက်ကထွက်တဲ့ကနန်းဖြစ်တယ်ဒုတိယကတ်မှာ၅နှစ်မြောက်ကထွက်တဲ့ကနန်းဖြစ်တယ်တတိယကတ်မှာဒါဆိုလို့ရှိရင်ဒီ break ကိုရတကွင်ကျော်မှာထွက်တဲ့ကနန်းဒီလေးသူရှိလေးနှစ်မြောက်ကထွက်တဲ့ကနန်းဖြစ်ရမယ်ဟော့မိုကီတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်လေးသူရဲ့လေးနှစ်မြောက်ကထွက်ထားတဲ့ကနန်းနဲ့ဒါဆိုသုံးချက်တူသွားပြီအဲ့ဒီနေရာမှာဘယ်လောက်ထိတိကျထားလဲ ဒီနေရာမှာထွက်တဲ့ကဏ္ဍဒီသူရှိ6နှစ်မြောက်ကကဏ္ဍဒီနေရာမှာထွက်ထားတဲ့ကဏ္ဍဒီသူရှိ9နှစ်မြောက်ကကဏ္ဍဒီနေရာမှာထွက်ထားတဲ့ကဏ္ဍဒီသူရှိ6နှစ်မြောက်ကကဏ္ဍအဲ့ဒီမှာတဲ့ဒီကဏ္ဍသူရှိ6နှစ်မြောက်ကကဏ္ဍမှာဒီနေရာမှာ break ကိုနဲ့ကစားတဲ့ method ဖြစ်လို့အဲ့6နှစ်မြောက်ကကဏ္ဍမှာတဲ့ပထမဆုံး9ထိပ်စီကိုလိုက်ရှာတဲ့3ထိပ်8ထိပ်3ရထိပ်4ထိပ်3ထိပ်3ထိပ်8ထိပ်4ထိပ်2ထိပ်တထိတ်ခွန်ထိတ်လေးထိတ်ငါးထိတ်ကိုးထိတ်လို့ပြောအောင်စပြီအဲ့ဒီအောက်ကကနန်းဒီနေရာမှာရှိထားတယ် ဒါဆိုဒီနေရာမှာထွက်တဲ့ကဏ္ဍသူရှိ9 6နှစ်ပြီးတော့9နှစ်မြောက်ကကဏ္ဍနဲ့တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်9နှစ်သူ့ရဲ့9နှစ်မြောက်မှာပထမဆုံးပုတိစီထွက်ပြီးတဲ့သူ့အောက်ကတက်တယ်ထွက်ထားတဲ့ကဏ္ဍကဒီကိုတက်ပို့ထားတာတဲ့ဟုတ်ပြီဒါဆိုရင်ဒီကဏ္ဍအဲ့စနေမျိုးနဲ့ဝင်ထားတဲ့ကဏ္ဍဟောက်မုတ်ကြည့်မယ်ပထမကဒီနေရာမှာ6နှစ်ဒုတိယက9နှစ်ဒါဆိုတတိယက6နှစ်တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ကတဲ့1ထိပ်3ထိပ်5ထိပ်9ထိပ်လို့စထွက်ထားတဲ့အောက်ကထွက်ထားတဲ့ကဏ္ဍလေးတဲ့ဒီနေရာမှာအရင်ကျူးထောက်ထားတယ်ဒါဆိုပြင်မှု မင်းတူညီချက်ဒါဆို၃ချက်ရှိပါပြီเนาะအဲ့ဒီနေရာမှာထပ်ပြီးတော့ထပ်ပြီးတော့လုတ်ပြန်ထားတာရှိဒီ break ကိုလို့မလာခင်တဲ့ဥပ္ပောနေကြီးတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မြောက်မှာတဲ့ခွက်ရှစ်ပုံစံနဲ့ຕົုံခါတဲ့ဒီ break ကိုလို့မလာခင်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မြောက်မှာခွက်ရှစ်ပုံစံနဲ့ຕົုံခါပြီးတော့နှစ်ခါတဲ့ဒီ break ကိုလို့မလာခင်တဲ့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မြောက်မှာခွက်ရှစ်ပုံစံနဲ့တစ်ခါတဲ့ ားသည်3နှစ်1ဆိုရယ်စီငံပြစ်ပြီးတော့အခွသည်ပုံသည်6နှစ်4ချက်မြောက်ထောက်ချက်ဒီလိုထောက်ထားကြည့်တယ်ဟုတ်ပြီနော်အဲ့တော့ဒီသေးသေးတက်တက်သူလာခဲ့တဲ့ frame ပေါ့နော်ကျွန်တော်တို့ရှင်းပြကြတာကအဲ့ဒီပဲဒါဆိုလို့ရှိရင်နောက်ထပ်တစ်ခုကဘာလာမှာလဲအများကြီးတော့သူ့ကိုချုပ်ထားတာရနောက်ထပ်တစ်ခုကဘာလာမှာလဲခုနထောက်ပြလိုက်ပြီ break ကနေထောက်တဲ့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေကျင်းမှာထွက်တဲ့ကဏ္ဍဒီလူရှိတနည်းကျော်ကဏ္ဍအဲ့ဒီကဏ္ဍကိုပြန်ချုပ်ထားတာဘာလဲဆိုဒီကဏ္ဍစီတဲ့ ဒီကနန်းစီသူ့ပေးရတကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်မှာသုံးသုံးနောက်ပိုင်းပုံစီထောက်ထားတဲ့နေရာကကနန်းနဲ့အဒီကနန်းတကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မြောက်ဒီကနန်းကိုလေဒီတိုင်းမဲ့တဲ့သူ့အပေါ်မှာတကြိမ်နှစ်ကြိမ်သုံးကြိမ်နဲ့သုံးနောက်ပိုင်းပုံစီထောက်ထားတဲ့နေရာကကနန်းနဲ့အဒီကနန်းတကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မြောက်မှာထပ်ထားတဲ့ကနန်းဒီတကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်မှာသုံးနောက်ပိုင်းပုံစီထောက်ထားတဲ့ကနန်းနဲ့ဒါဆို၅ချက်ဒီဖရိန်ကိုချုပ်ထားတဲ့ချုပ်ွက်ဒီ၅ချက်ရှိပါအဲ့ဒီ၃နောက်ပိုင်းရဲ့ရှေ့မှာ၃ပေါင်းချင်း၄လို့ခွေရမယ်တဲ့နော် ဲ့ဒီသုံးနောက်ပဲရှင်မှာသုံးလုံးပေါင်းရင်၄လို့ဖွေရမယ်တဲ့အဲ့ဒီသုံးနောက်ပဲရှင်မှာသုံးလုံးပေါင်းရင်၄လို့ဖွေရမယ်ဘယ်နှချက်ထောက်ဖြစ်လဲကိုကကိုတော့မှတ်ပြီးတော့နော်ဖရင်ကဘလောက်ဒီမာလဲဆိုတော့ကျွန်တော်ရှင်းပြတာအဲ့ဒါကိုထပ်ချုပ်သွားတာကအင်မတန်နှားတယ်ဟာဒီသုံးလို့ကြာရှင်မှာဒီသုံးလုံးပေါင်းရင်ဒီရှစ်တဲ့သုံးနောက်ပဲနဲ့ထပ်ပြီးတော့ထည့်တာကဒီနေရာမှာကျွန်တော်တို့သုံးနောက်ပဲကြာမှာဒီသုံးလုံးပေါင်းရင်ဒီရှစ်ပြီးတော့ခွန်းနဲ့ဒီသုံးနောက်ပဲကြာတဲ့အချိန်ကမာတဲ့ဒီနေရာမှာသုံးလုံးပေါင်းရင်ဒီ6တဲ့6ခွန်း6ဆိုပြီးတော့ထပ်ပြီးချုပ်ထားရည်တယ် ပြင်ဟိုက်တော့နေဒီလိုတဲ့တဲ့ရေအသုံးလုံးပေါင်းချင်းရှစ်တယ်ရှစ်ပြီးတော့ကိုးတယ်ကိုးပြီးတော့ဒီမှာ30တဲ့အဲ့လောက်ထိချုပ်ွက်ပြီပါရီးတယ်တဲ့ချုပ်တယ်ချုပ်ွက်တယ်အဲ့လိုပြီးမှဟိုက်သုံးခါခွတ်ရှစ်ရဲ့ဆောင်းမှာသုံးလုံးပေါင်းချင်း30တဲ့ခွတ်ရှစ်နှစ်ခါရဲ့ဆောင်းမှာသုံးလုံးပေါင်းချင်း17တဲ့နော်အဲ့ခွတ်ရှစ်တခါရဲ့ဆောင်းမှာသုံးလုံးပေါင်းချင်း17တဲ့ထပ်ပြီးချုပ်တယ်အဲ့လိုချုပ်ပြီးတဲ့အချိန်ခါမှာတူလာတာကဘယ်လောက်စနစ်ကြလဲဆိုကျွန်တော်တို့ချက်ရှင်းပြနေနော်တူလာတာက ဒီ break ကိုလည်းအရန်ကံရော break ကူလာတာမဟုတ်ဘူးဒီနေရာမှာထောက်ခဲ့တဲ့ကနန်းသီးတဲ့သူရှိ6နှစ်5နှစ်6နှစ်မြောက်ကကနန်းအဲ့ဒါကိုပြောင်းပြန်တဲ့ဒီသုံးလုံးပေါင်းချင်းလေးကိုဒီလိုသုံးလုံးပေါင်းချင်းလေးလို့ချုပ်ပြီးတော့ဒီနေရာမှာ break ကူထည့်ပေးထားမယ်တဲ့လေးပြီးတော့ဒီလိုသုံးလုံးပေါင်းချင်း5ကိုဒီလိုသုံးလုံးပေါင်းချင်း5လို့ချုပ်ပြီးတော့ break ကူထည့်ပေးထားမယ်တဲ့5ပြီးတော့6တဲ့ဒီလိုသုံးလုံးပေါင်းချင်း6ကိုဒီလိုသုံးလုံးပေါင်းချင်း6လို့ချုပ်ပြီးတော့ထည့်ထားတဲ့ break ကူဖြစ်ရမယ်တဲ့အဲ့လောက်ထိလာခဲ့တာเนาะ friend အဲ့လိုပြီးသူ군ဆက်ကြီးလိုက်တာ ခွင်းဆက်တွေလိုက်လိုက်ဒီ break ကိုအမိပြုပြီးတော့ဒီကနန်းအကွက်ရွှေကနန်းတစ်ကြိမ်ကစားပြီးပြီဒီဒီကနန်းကအကွက်ရွှေလိုက်ကစားတယ်ဒီနေရာမှာအကွက်ရွှေကနန်းလိုက်တယ်နှစ်ချက်နော်ဒီ break ကိုအမိပြုပြီးတော့ဒီကနန်းကအကွက်ရွှေလိုက်ကစားတယ်ဒီနေရာအကွက်ရွှေကနန်းနှစ်ချက်လိုက်ကစားပြီးဒီ break ကိုအမိပြုပြီးတော့ဒီကနန်းနေအကွက်ရွှေကနန်းကစားခဲ့တယ်ဒီနေရာမှာအကွက်ရွှေကနန်းဝင်တယ်နှစ်ကွက်နှစ်ချက်ဝင်ပြီးဝင်ပြီးမှအဲ့ဒီ break ကိုရဲ့အောက်မှာထွက်တဲ့ကနန်းတစ်လေးသုံးရဆိုတဲ့ကနန်းကသူ့ရှိတဲ့နှစ်ကျော်ကနန်းနဲ့နော် hybrid ကိုရဲ့အောက်မှာဝင်လာရကနတင်းလေးနှစ်ဒီသူရှိတနှစ်ကျော်ကနန်းနဲ့ hybrid ကိုရဲ့အောက်မှာဝင်တဲ့သုံးတုံညာကိုဒီသူရှိတနှစ်ကျော်ကနန်းနဲ့အားရပါရကျွန်တော်တို့ကစားတာပေါ့ပြီးခဲ့တဲ့ပွဲတယ်ဒါကြောင့်ကျွန်တော်အကြိုက်ဆုံး share ဝန်းကွက်ထုတ်တဲ့ကစားကွက်ဒီသူရှိတနှစ်ကျော်က2023မှာကနန်းဆို different နဲ့ဆုံးဖြတ်ပြီးမင်းဆုံးဖြတ်ပြီးကစားထားတာကျွန်တော်ကိုတုံညာကိုလို့ဖမ်းပြီးတော့ကစားလိုက်တယ်ကျွန်တော်မမအဖွဲ့ဝင်နေပြီဒါတော့ထပ်ရှင်းမပြတော့ခုပြောချင်တာကဒီမှာလာပြီ ဒီနေရာမှာဝင်ထားလိုက်ကနေအဲ့လိုပုံစံမျိုးတော့အခွက်ရွှေ၃ကရိုက်ပြီးဒီ break ကိုအမိပြုပြီးတော့လေးကမြောက်အဲ့ break ကိုရဲ့တကွင်းပြောင်းမှာထွက်တဲ့ height 6ဆိုတဲ့ကနန်းကလေးကမြောက်အခွက်ရွှေကနန်းဖြစ်မှာဘိုင်ကနန်းလေးတဲ့အဲ့ကနန်းဒီတဲ့သူ့နဲ့တက်ကထွက်ထားတဲ့ကနန်းနဲ့အဒီနေရာဒီအခွက်ရွှေ၃ကကစားပြီးဒီ break ကိုအမိပြုပြီးတော့လေးကမြောက်ကစားမဲ့အခွက်ရွှေကနန်းဒီကနန်းဒီသူ့နဲ့တက်ကထွက်ပြီးတဲ့ကနန်းနဲ့ ဒါဆိုလို့ရှိရင်ဒီနေရာထိအကွက်ရွှေဒီဘရိတ်ကိုမှီပြီးအကွက်ရွှေ၃ကံကစားပြီးတော့၄ကံမြောက်ကစားမှာဒီနေရာမှာဝင်လာတဲ့ဂဏန်တွေဒီနေ့တက်ကထွက်ပြီးတော့ဂဏန်တွေအဲ့တော့ကိုကွက်ပဲရှိတယ်ကျွန်တော်ကတော့ကိုကွက်လုံးထိုးခိုင်းတယ်မမအဖွဲ့ဝင်တွေကိုနော်အဲ့တော့ဒဲ့ပုံစံတစ်မျိုးထိုးပါနောက်တစ်ခုကထွက်ထားတဲ့အခွက်ဒီနောက်တွဲဆိုရယ်စနစ်နဲ့ထိုးပါအဲ့ဒါဆိုကိုကွက်ကိုကျွန်တော်ဆင်းလိုက်တဲ့အချိန်ကမှနှစ်ကွက်ဒီဘုံတူတာနှစ်နှစ်ခွန်နှစ်နှစ်ခွန်လို့တူတဲ့ခွန်ခွန်ကိုကခွန်ခွန်ကိုလို့တူတဲ့အတွက်16ကွက်ပဲရှိတယ်ဒါကြောင့်16ကွက်လုံး ို့ပါကနန်းကိုမရွေးပါနဲ့စနစ်ကိုပဲရွေးပါလို့ကျွန်တော်ပြောတယ်။ဘာပဲဖြစ်ဖြစ်စနစ်ကိုရွေးတယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ပြန်ကြကနန်းမှာမှန်ရင်ဒီနေရာမှာပြန်ကြကနန်းမှာထွက်ခဲ့တာမှန်ရင်စနစ်ကိုရွေးထားတဲ့အတွက်မိတ်ဆွေတို့ထိုးထားထိုးရင်မရှုံးဘူး။ဘာကြောင့်လဲစနစ်နှမျိုးဖြစ်တဲ့အတွက်ခင်ဗျားတို့တွတ်နှစ်တွတ်ကတော့နှစ်တွတ်ရမှာပဲအနည်းဆုံးပြန်ကြမှာလာခဲ့ရင်ဒါကြောင့်ကျွန်တော်ကနန်းကိုဥစားပေးမရွေးနဲ့စနစ်ကိုဦးစားပေးပြီးအချိန်ကအကုန်ထိုးလို့ဒါကြောင့်ပြောတာတို့တော့တကွယ်ကောင်းဆိုတော့ရွေးမှာပဲ ဘာပဲပြောပြောစနစ်ကိုအခြေခံပြီးတော့ထိုးလိုက်16ကွက်ထိုးပြီးတကွက်ကောင်းရွေးဖို့တကွက်ရွေးပြပေးမယ်နော်အဲ့တော့လာခဲ့တဲ့ method အခုရှင်းပြပြဒီနေရာမှာ break ကိုလို့လာခဲ့လို့ဒီနေရာမှာဝင်တဲ့ကဏ္ဍကိုကျွန်တော်ဗာနဲ့ရွေးရလေဆိုတော့ရှင်းပြပြမယ်เนาะဗာနဲ့ရွေးရလေဆိုတော့ကို method နဲ့ပဲဒီနေရာကိုလာတဲ့ကဏ္ဍကိုရွေးတယ်အဲ့ဒါဗာလဲဆိုဒီ break ကိုရဲ့ရှေ့တနည်းနည်းနဲ့သုံးနည်း၄နည်းမြောက်ထဲမှာတဲ့6 4 9ဆိုကဏ္ဍသုံးလုံးခွေရမယ်တဲ့ဒီနေရာမှာထိပ်သီးသုံးလုံး6 4 9 ကနန်းသုံးလုံးနဲ့ပဲခွေရမယ်အဲ့လိုခွေဖို့တွဲတဲ့သူ့ရှင်းနေမှာဒီနေရာမှာကိုထိတ်ခံတာပြီးမှဒီသုံးလုံးကိုကိုလိုခွေရပါမယ်တဲ့ဒီမှာအခွေတွေ့ပြီအဲ့လိုပဲဒီနေရာမှာပြန်တော့ကနန်းရဲ့တနည်းနဲ့တနည်းနဲ့သုံးနည်းလေးနည်းမြောက်ထမှာလဲအဲ့6 4ကိုလိုကနန်းသုံးလုံးခွေရမယ်တဲ့အဲ့ခွေတဲ့အချိန်မှာလဲဘယ်နေရာမှာလာခွေရမယ်ဒီနေရာမှာကိုထိတ်လို့ခံမှာကိုကြောင့်ဒီထိတ်စီသုံးလုံးပေါင်းရင်ကိုအဲ့ဒီကိုကိုမှာ6 4ကိုဆိုကနန်းသုံးလုံးနဲ့ခွေရမယ်တဲ့ဒါဆိုလို့ရှိရင်ဒီပြန်အတွက်ဒီနေရာကနေထောက်မယ်တစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်မှာ အဲ့ဒီအခွေရှိလားရှိတယ်69လေးလို့ဒီမှာခွေထားတယ်ဒီလိုခွေတဲ့အချိန်မှာလည်းဘယ်နေရာမှာလာခွေရှိရဖြစ်စင်လို့ပဲအတူတူပဲဟာဒီကိုးတိတ်စီရဲ့ဇောင်းမှာပဲ69လေးဆိုကဏ္ဍသုံးလုံးခွေထားတယ်အဲ့ဒီအခွေကနေဒီကိုးမတန်တဲ့ကစားလို့အဲ့ဒီခွေကနေပဲကျွန်တော်ကဏ္ဍကိုအကျဆုံးထုတ်တာဘာကြောင့်လဲကျွန်တော်ကြည့်မယ်နော်ပထမကံမှာ6 4 9လို့ခွေတဲ့ကောင်နဲ့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်မြောက်တဲ့တဲ့ကဏ္ဍကိုဒီမှာတဲ့တယ်ဒုတိယကံမှာကျတော့ ဒီ6လေးကုလို့ခွဲကောင်းတယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်မြောက်ရဲ့အပေါ်တစ်ချိန်ကိုတက်သွားတယ်ခဏခဏဒီတက်ရတယ်ဒီမှာလာပြီးဆင့်ရပြီးဒါဆိုတတ္တိယကအဲ့ဒီ6လေးကုလို့ခွဲကောင်းတယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်မြောက်နှစ်ထဲကပရမကံမှာဒီနေရာကတက်တယ်ခဏဒုတိယကံမှာသူ့အပေါ်ခဏတတ္တိယကံမှာသူ့အပေါ်တကွင်ကျော်ခဏဆိုဒီခဏကိုကျွန်တော်ယူချေထားတယ်ခုန်ခုန်ကိုဆိုတဲ့ခဏကိုဒီနေရာမှာဒါအကျဆုံးယူချေထားတယ်ဘာဖြစ်လို့လဲ ဒီမှာလာခဲ့တဲ့အချိန်တုန်းကဒီကနန်းဒီနေရာမှာဒီဖရင်ကိုစတော့တဲ့အကွက်ရှိလာခဲ့တဲ့အချိန်တုန်းကဒီနေရာမှာထွက်တဲ့ကနန်းဒီသူရှိ6နဲ့6နဲ့ပြီးတော့တနစ်ရော့ပြီးတော့9နဲ့9နဲ့ပြီးတော့သူရှိဒီနေရာမှာဝင်ခဲ့တဲ့ကောင်ဒီလေးနဲ့6 9လေးတနစ်စီနေရာချရင်းနဲ့လာတာအဲ့ဒါကိုပဲကျွန်တော်တို့ကဒီနေရာမှာဝင်တဲ့ကနန်းကိုခုနအခွေကနေတဲ့တဲပြီးတော့အပေါ်တစ်ချက်အပေါ်တစ်ချက်ပြီးတော့အပေါ်နှစ်ချက်ဆိုစနစ်ဒီအခွေရထောက်ပြီးကျွန်တော်ကနန်းကိုအကျဉ်းဆုံးယူကစားပါတယ်6 4 9အခွေရနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်မြောက်မှာဒီကနန်းကအတက် ရှောက်လေးကူအခုရနေတစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်၅ချိန်မြောက်မှာသူ့အပေါ်ကနန်းဒီမှာတစ်ချက်ဒါဆိုတတရကမှာ၆ကူလေးခွေရဲ့တစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်၅ချိန်မြောက်နေရာကနေပထမကဒီနေရာကတဲ့ဒုတိယကဒီသူ့ဘောတပင်တက်တယ်တတရကဒါဆိုနှစ်ပင်တက်မှာဒီကနန်းမှာဒီကနန်းဒါခွန်ခွန်ကိုဆိုတဲ့ကနန်းကိုဒါကျွန်တော်ဒီဘက်မှာအကြိုက်ဆုံးရွေးထားတယ်ကျွန်တော်အကြိုက်ဆုံးရွေးမမ်ဘာအိုမမ်ဘာကိုလည်းတစ်ချက်ရှင်းပြပြီနော်ဒီဘက်မှာ2025စက်ချိန်မှာပြန်ကြကနန်းမှာ ကစားဖို့အတွက်ဆိုကျွန်တော်အကျဉ်းဆုံးကဏ္ဍရေးပြပါဆိုဒီကဏ္ဍမှာဒီကဏ္ဍကျွန်တော်ရွေးချယ်ထားတယ်ဒါဒီဖရဲကနေကျွန်တော်ဆုံးဖြတ်ပြထားတာเนาะရွေးချယ်ထားတဲ့အဲ့ဒါကိုကပ်ပဲစနစ်အထောက်ကူပြီးတာရှိတယ်ခုနောက်ပဲ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 ရေးချယ်ရတယ်အဲ့ဒီကိုနောက်ပိတ်လို့ရိုက်တဲ့အချိန်ကမှာဟာဒီ၃ချိန်မြောက်မှာသူလာခဲ့တဲ့ခဏရှိရေ၆နောက်ပိတ်၅နောက်ပိတ်၄နောက်ပိတ်၃နောက်ပိတ်လို့လာခဲ့တယ် ဟာဒီ6ဒီဒီနေရာမှာ6ထိပ်လို့ပြန်ထည့်တယ်ဒီ9နောက်ဝိဒီဒီနေရာမှာ9ထိပ်လို့ပြန်ထည့်တယ်ဟိုက်၄နောက်ဝိဒီဒီနေရာမှာ၄ထိပ်လို့ပြန်ထည့်တယ်ဟိုက်3ထိပ်ဒီဒီနေရာမှာ3ထိပ်လို့ပြန်ထည့်ခဲ့တယ်အဲ့ဒီ6 9လေးကို6 9လေးလို့ပြန်ထည့်လို့ဟိုက်နေရာမှာ6ထိပ်ထည့်ခဲ့လို့ဒီနေ့ပြမ9နောက်ပိတ်တဲ့နေ့ထဲမှာဘရိတ်6ကဏ္ဍတစ်ခုပြန်ကိုကြာဒီ9ထောက်ကဘရိတ်6ကဘရိတ်6ကဏ္ဍတစ်ခုကြာဒုတိယကတ်မှာဒီ9ထောက်လို့ဘရိတ်9ကဏ္ဍ9တစ်ခုဒီ ကိုငါတက်ပြန်ပြောပရိငါကဏပြန်ကြာဟဲ့၄ထောက်လို့သူကနောက်နေ့ထမှာပရိ၄ကဏ6နဲ့6ဒီ6 6နှစ်လို့ပြန်တော့ထည့်ခဲ့တယ်ဒါဆိုလို့ရှိရင်ဒီတုတ်ထိတ်လို့ဒီနေရာမှာတုတ်ထိတ်ထောက်လို့ဒီနေ့က3ပရိကဏဆိုအခုလောတဲ့ဒီကိုကတက်ပြီးရတဲ့မှာ3ပရိကဏညီဒီကွက်ထက်ပဲထွက်တာဒီနေရာမှာအထောက်ပံ့တစ်ချက်နောက်တစ်ခုကျွန်တော်တို့ လူရင်းတူရှင်ပြောရမယ်နော်၄နောက်ပိတ်၄နောက်ပိတ်ဆိုတရဏနှစ်ဦးမှရိုက်တာက၃ကပ်ပဲရှိတယ်ပထမ၄နောက်ပိတ်ကနေထောက်မယ်ဒီကျင်း၂ကျင်း၃ကျင်း၄ကျင်း၅ကျင်းပြောင်းမှထွက်တာတဲ့နှစ်ဦးကနေဟိုက်ကို၃ညာခွန်သီးတဲ့ဒီနေ့ထက်မှ309ခွန်လို့ပြန်တွက်လိုက်တယ်တဲ့ဒုတိယ၄နောက်ပိတ်ဒီမှာရိုက်တယ်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်မြောက်ကနှစ်ဦးထွက်တာတဲ့ကနေခွန်၃၆ဒီတဲ့ဒီနေ့ထက်မှ306လို့ပြန်တွက်လိုက်တယ်တဲ့တတိယ၄နောက်ပိတ်ဒီ2020ရမှာဒီဖြစ်စဉ်ကိုလာပြစ်ထားတာ တတိယ၄နောက်ပိတ်ဒီဒီရကြမှာလာဖြစ်တာအဲ့ဒီ၄နောက်ပိတ်ကနေထောက်မယ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါဟောပါနေကြည့်ကျွန်တော်ဒီလွဲမှန်းနေမှာတော့နော်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါကြိမ် sorry ဒီ frame နဲ့ဘယ် frame နဲ့လွဲနေပြန်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါကြိမ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါကြိမ် sorry ဒီ frame မဟုတ်ဒီဖရင်ရတဲ့တစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်ငါးချိန်ဆိုဒီကနေ့ဒါမနေ့ကကစားခဲ့တဲ့ဖရင်။နောက်ဒီရှိတယ်ရှိတယ်။ဒါတော့ နှိုးကနန်းပြန်တွေ့တခြား friend ရှိရောဆိုတော့ကျွန်တော်မမှတ်မိဘူး။နောက်မှတ်မိတဲ့အချိန်တော့ထပ်ပြန်ပြောချင်းပြောမယ်နော်။ထားတော့ဒါကတော့ပံမို့မှုလိုင်းနေနဲ့ပြောတယ်။နောက်တစ်ခုကျွန်တော်ပြောခဲ့တာရှိတယ်။တစ်ခါကလိုင်းပေါ်မှာခဏတစ်ဖြုတ်တင်ပြခဲ့ပြီ။တင်ပြခဲ့ပြီ friend နော်။အဲ့ဒါကဘာလဲဆိုတော့ဒီလိုဇောင်းတော်မောင်ကြီးတို့ဇောင်းတော်မောင်ကြီးအဒီလိုဇောင်းတော်မောင်ကြီးလေးဒီဇောင်းတော်မောင်ကြီးလေးဒီဇောင်းတော်မောင်ကြီးလေး လေးလို့ရိုက်ပြီးမှဒီနေရာမှာလေးထိပ်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 လို့မလာခင်မှာဒီသုံးလုံးပေါင်း၆က6ထိပ်ဒီသုံးလုံးပေါင်း၆က6ထိပ်ဒီသုံးလုံးပေါင်း၆က6ထိပ်6ထိပ်လို့ဖြစ်ပြီးမှဒီသုံးလုံးလေးဒီသုံးလုံးလေးလို့လာကောလေးထိပ်လေးထိပ်လေးထိပ်အဲ့ဒီလေးထိပ်ဒီဒီမှာလေးထိပ်လေးထိပ်လေးထိပ်လို့ပြည့်တယ်ပြည့်ပြီးမှအဲ့အောင်မှာလေးထိပ်လေးထိပ်လေးထိပ်လို့ပြန်ပြီးတော့ထပ်ပြီးတော့ခင်းတယ်အဲ့လိုခင်းပြီးတဲ့အောက်မှာလာခဲ့တဲ့ပရိင္ငါပရိင္ငါပရိင္ငါတုံးချက်ဒီတစ်ခါပြန်ပြီးတော့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာပရိင္ငါပရိင္ငါပရိင္ငါလို့တန်းတယ်တစ်ခါအဲ့ရနေတက်တယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန် ခုနှစ်ကြိမ်မြောက်မှာတဲ့တယ်ပဲတစ်ခါရေးပြတော့တူရတယ်မတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်၆ကြိမ်ခုနှစ်ကြိမ်၈ကြိမ်၉ကြိမ်၁၀ကြိမ်မြောက်လို့ရောက်ပြီးတော့တူရတယ်တစ်ခါပြန်တော့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မှာပရိငါ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 သုံးကြိမ်ကပရိငါသုံးကြိမ်တန်းတဲ့ဖြစ်စဉ်ဒီကနေ့နောက်တစ်ချက်လုံးမှာ၄ခုရှိတာအဲ့ဒီ၄ခုတည်းကဒီသုံးခုဒီဒီဖရိလန်ဂျောကနေစပြီးလာခဲ့တာဒါနောက်ဆုံးတန်းတဲ့ပရိငါတန်းတဲ့ ငါတန်းချက်ပရိငါတန်းနဲ့၃၄ခုရှိတဲ့ကနောက်ဆုံး၃ခုဒီဒီပုံစံနဲ့ကျွန်တော်ဝင်ခဲ့တာလို့ကျွန်တော်တခါရှင်းပြပါမယ်ခဏလေးလမ်းရမကောင်းဘူးနော်အဲခုမှဖုန်းကပြန်ကြည့်တယ်ကျွန်တော်လက်ကအရှိမြန်နော်အဲ့လိုတန်းခဲ့တာဘာကြောင့်လဲကျွန်တော်အဲ့လိုပြောလေခင်မဘရင်ငါတန်းတယ်ဟုတ်ရှိမှတခုရှိတယ်ဆိုင်တော်များလည်းပြတယ်ထားတော့ကျွန်တော်အဲ့ဒါကိုဒီသုံးချက်နဲ့ပဲကစားခြင်းတာဘာကြောင့်လဲကျွန်တော်ရှင်ဒီ friend ဒီလိုလာခဲ့တယ် အဲ့လိုလာကြည့်ဒီမှာဒီမှာရှင်းလုံးပေါင်းဖြောက်ကုနာဘူးဒါရီအကုန်ကူးခဲ့တာပေါ့ဗျာထားဒါရီအချင်းမပြောတော့အများကြီးပဲအလိုရင်းပြောကြည့်ရအောင်ပရင်ငါပရင်ငါပရင်ငါတုံးကြတန်းပြီး920ဒီနေရာမှာတုံးပရိလိုက်တာပရင်ငါပရင်ငါပရင်ငါတန်းပြီး920ဒီနေရာမှာတုံးပရိလိုက်တာပရင်ငါပရင်ငါပရင်ငါထပ်ပြီးဒီမှာ920တုံးပရိလို့လိုက်တာဒါနှစ်ဦးမှလည်းကျွန်တော်တုံးပရိကစားခဲ့တယ်နော်ကျွန်တော်တို့မအသုံးလုံးနေတယ်ပဲယူတယ်ကျွန်တော်တို့က9300ပတ်လဲဆိုတော့ခဏမတူတယ်အဲ့တော့ဉာဏ်ကြီးမှန်ပြီးသားပေါ့နော်ဘာကြောင့်လဲကျွန်တော်ရှင်းပြ ရိင္းပရိင္းပရိင္းသုံးကြတဲ့ငါးရက်နဲ့ခက်သုံးပရိင္းလိုက်တဲ့အချိန်မှာအင်မတန်တတ်တရရဲ့ဒီဖရိင္းခင်းထားတယ်ပရမသုပရိင္းလို့တဲတဲ့နေထိုင်ကဒီပရိင္းပြီးတော့သူ့ရဲ့အောက်မှာပရမသုထွက်တဲ့ပရိင္းကိုလိုက်ရှာရဲဒီမှာထွက်ပြီအဲ့လိုထွက်ပြီးသူ့ဘေးမှာလည်းကဏ္ဍသုံးလုံးဒီငါးရက်နဲ့ခက်သုံးလို့ထောက်ထားရမယ်တဲ့6 6ဆိုတော့ကဏ္ဍသုံးလုံးအဲ့ဒီကဏ္ဍသုံးလုံးကပဲပရိင္းသုံးဒီနေရာကိုထွက်တဲ့အချိန်မှာဒီကဏ္ဍကပဲဒီကိုလာတင်ပေးထားရမယ်တဲ့ဒုတိယကက်999နဲ့သုံးလို့ထောက်တဲ့အချိန်မှာပရမသုဒီမှာပရိင္းထောက်တဲ့နှစ်ထဲမှာ ဒီပရိင္ငါးပြီးတော့နောက်ထပ်ပရိင္ငါးစတွေ့တယ်ပရိင္ငါးကိုရှာတယ်ဟဲ့မှာ၈၈၈၈၈ရှိတဲ့ချာပြီမှာ900နှစ်ကသုံးလူထည့်ရမယ်တဲ့3 3ခုဆွဲကနေအဲ့ကနေသုံးတော့ပဲဒီနေရာကိုလားထည့်ပေးသွားတာနှစ်ကက်ကတူညီသုံးကက်မှာလည်းဒီတိုင်းတူတာကျွန်တော်တို့လိုက်မမိရင်ဉာဏ်ကြီးမမိတာကြီးပါတယ်ပေါ့နော်ပရိင္ငါပရိင္ငါပရိင္ငါပြီးဒီနေရာမှာသုံးပရိဘဲကနန်းဝင်လာတယ်ဒီတိုင်းဒီစနစ်နဲ့ဝင်လာဒီပရိင္ငါပြီးတော့ပရောဆုံးစတွေပရိင္ငါကိုရှာတစ်ပရိတစ်ပရိလေးပရိတစ်ပရိအဲ့ဒီမှာပရိင္ငါလို့စတွေ့ တွေးလိုက်တာနဲ့သူ့ဘေးမှာမှ900နဲ့သုံးလို့ထည့်ပြီကိုခွန်ခွန်အဲ့ဒီကနန်းသုံးလုံးကပဲဒီကိုတက်ရိုက်ခဲ့တာအဲ့တော့ဒီ frame သုံးကတ်လုံးဝတစ်ချမ်း၄ကတ်စီမိုဘယ်နဲ့သုံးကတ်ကိုတူညီမှုတွေအဲ့ဒီ frame သုံးကိုထည့်သွားတဲ့ကနန်းကြီးအဲ့လိုအစ်စ်မှန်ထည့်ထားလို့သုံးကတ်စီပူပြီးတော့အနှစ်သာရရှိကစားလို့ကောင်းတယ်ဆိုကျွန်တော်အများကြီးလိုက်တာအဲ့အဲ့လိုဖြစ်စဉ်ပေါ့9999သုံးလို့ဖြစ်တဲ့ဖြစ်စဉ်ထဲမှာပြန်တွေ့ကနန်းတစ်ကွက်9999သုံးလို့ဖြစ်တဲ့နေ့ထဲမှာပြန်တွေ့ကနန်းတစ်ကွက် ငါငါငါတုံးလို့ဖြစ်စဉ်ဖြစ်ပြီးဒီနေ့ချင်းမှပြန်တွက်ကဏ္ဍတစ်ခုစိတ်ကြိုက်ကစားဖို့ကျွန်တော်လိုက်တယ်ဘလို့လိုက်တယ်ပရမကမှာငါငါငါတုံးလို့ဖြစ်ပြီးတဲ့အချိန်ကမှာတဲ့သူ့နှစ်ထက်ကပြန်တွက်ကဏ္ဍတစ်ခွက်တဲ့ဘယ်ချိန်မှလဲတဲ့ break ခွန်တဲ့အဲ့ဒီ break ခွန်ပြန်တွက်ထွက်ပြီးထားအဲ့ဒီ break ခွန်စတဲတဲ့နေရာကြီးသူဆောင်တခြင်းတခြင်းသုံးချင်မှာ break ငါလို့ထောက်တာအဲ့လိုထောက်ထားတဲ့ break ခွန် break ခွန်ပြန်တွက်ထွက်တဲ့ခေါင်းဟာ96ဆိုတဲ့ကဏ္ဍက96လို့ပြန်တွက်ထွက်ခဲ့ပါတယ်တဲ့ ဒုတိယကတ်မှာကျ break ခွန်ပြီးတော့ break ရှိတယ်9993 3ရိုက်တဲ့ခါကျတော့ဟိုက်နေတော့ break ရှိကဏ္ဍနဲ့956ဆိုတဲ့ကဏ္ဍက956လို့ပြန်တော့ထက်တယ်တဲ့အဲ့ဒီကဏ္ဍတွေလည်းပဲဘယ်နေရာမှာစထွက်တဲ့ break ရှိကဏ္ဍဖြစ်ရမှာလဲဆိုတော့တစ်ချိန်တစ်ချိန်၃ချိန်မှာ break 9လို့ထောက်ထားတဲ့နေရာမှာထွက်ထားတဲ့ break ရှိကဏ္ဍတွေပြန်တွက်ဖြစ်ရမယ်တဲ့အဲ့လိုပြန်တွက်ဖြစ်တဲ့ကောင်ရဆောင်ဟိုက်3ည5ည3ည900လို့ပြန်တွက်လိုက်ခဲ့တာပါဒါဆိုတတိယကံ9993လို့လည်းဖြစ်ပြီ ပရမတ်ကမှာဒီစပက်နှစ်ထဲမှာ break ကို break ရှိပြန်တွဲထွက်ခဲ့တယ်ဒါဆိုဒီနေ့ဆက်မှာ break ကိုပြန်တွဲထွက်ဘယ် break ကိုကနန်းပြန်ထွက်ရမှာလဲဒီမှာကြည့်၃ညာ၆ဆုံးဆို break ကိုဘာကြောင့်လဲဒီနေ့ချင်းသုံးချင်းမှာ break ငါလို့ထောက်တဲ့ဒီနေရာမှာမြင်းကုံမှာထွက်ထားတဲ့ break ကိုကနန်းနဲ့အဲ့ဒီကိုကနန်းကြီးပြန်တွဲထွက်ရပဲဒါကြောင့်အဲ့ break ကိုကနန်းရဲ့ zone height ခွန်ခွန်ကိုးစည်းတဲ့ဒီနေ့ထက်မှမပြတ်မကွက်ပြန်တွဲကစားရမှာမယ်တဲ့ဟုတ်ပြီနော်ဒီ prayer နဲ့ဒါအထောက်ပံ့ဒါကျွန်တော်ထောက်ပြရတယ် ။ဒါဆိုရင်ဘယ်အချိန်မှထွက်မှာလဲကျွန်တော်တချိန်ဖန်ကစားပြီးပြီဒီကနန်းကြီးကိုနော်။တချိန်ဖန်ကစားခဲ့ပြီးပြီတခြားနီးစနစ်တစ်ခုနဲ့မကြလိုက်မကြလိုက်တဲ့နောက်ထပ်ဖန်တာအကောင်းဆုံးစနစ်ဒီတဲ့။ break ခွန်နဲ့ break ခွန်လို့ထောက်ပြီးတဲ့ဒီနေရာမှာထွက်တဲ့ကနန်းပြန်ထွက်ထားကြဟာဒီ break ခွန်ကြောင့် break ခွန်နဲ့ရေးတဲ့တချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်မြောက်မှာဒီကနန်းကပြန်ထွက်ထရမှာ။ဒီ break ရှိဒီ break ရှိထောက်လို့ဒီနေရာမှာဒီဆောင်မှာထွက်တဲ့ဒီကနန်းကပြန်ထွက်ထတဲ့ချိန်မှာ high break ရှိကြောင်းနဲ့တချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန် ရှိကျင်းမြောက်မှာဒီကနေ့ပြန်တို့ထည့်ရမှာကတတရကဒီ break ကိုဒီ break ကိုထောက်ပြီးပြီဒီနေရာမှာဝင်ထားတဲ့ကနေ့ဒီ break ကိုကြောင့်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်ခြောက်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်၆ကြိမ်ခုနှစ်ကြိမ်၈ကြိမ်၉ကြိမ်နဲ့ဒီကြိမ်မှဒီကြိမ်ကိုဒီကနေ့ပြန်တို့ထည့်ရမှာတဲ့အဲဒီတဲ့ကောင်းတာတော့မရှိဘူးဒီတဲ့ကောင်းတာတော့မရှိဘူးကျွန်တော်အမြင်ကျွန်တော်အတွေ့ပြောတာနော်ကျွန်တော်အကြိုက်ဆုံးကဒါကြောင့်ဒီပွဲမှာပြောပါဆိုလို့ရှိရင်ခွန်ခွန်ကိုဒီကနန်းကလွယ်လို့ပြန်တွေ့ ဒီကနန်းကလွယ်လို့ပြန်တွဲကနန်းမှာတပြင်းကနန်းကိုကြိုက်လို့မရဘူးဘလူမကိုကြိုက်မြောက်စားအကြိုက်ဆုံးတယ်အဲ့တော့ခုနစနစ်နဲ့ပြောလိုက်လို့ရှိရင်ခုံခုံကိုကိုတဲ့ဆိုရင်ခုံခုံကိုကရောက်ပြီဒီအခွားဒီနောက်တွဲခါဒီထိတ်ဆိုရင်ဒီကနန်းမှာအဲ့တော့ခုံခုံကိုတဲ့အကြိုက်ဆုံးတယ်ဒီတဲ့တော့ကျွန်တော်ရှင်းပြရစရာမရှိကြိုက်လိုက်တော့မကြိုက်မှသုံးတယ်အပိုင်းစောတော့မသိကျိုးလည်းမသိအဲ့တော့အများန်းတောင်းဆိုတဲ့ကျွန်တော်ရဲ့ public message များ ပြန်တွက်ပြန်တွက်ဆရာတိုင်းတင်နေတယ်။ပြန်တွက်ပြန်တွက်ဆရာတိုင်းတင်နေတဲ့ထဲမှာဇာသာဝါစနေတော့ဒီချိန်မှာဆယ်ချိန်မှာပြန်တွက်ကနန်းစားကစားမယ်ဆိုဘယ်ကနန်းအကျိုက်ဆုံးလဲဆိုဒီကနန်းအကျိုက်ဆုံးတယ်။ဒီထက်တော့ကျွန်တော်လည်းကျွန်တော်ရဲ့အခုတွေးခေါ်မှုပိုင်းကိုရှင်းပြရကြဒီကနန်းကိုဒီပြင်ဒီပြင်ဒီပြင်တခြားသောလိုင်းနေနဲ့ပြန်တွက်ပြန်တွက်ဒီချိန်ကိုရှိသေးတယ်အဲ့တော့အခုကျွန်တော် frame ကခုက natural ရှင်းပြတယ်ဒီလောက်ဆိုလုံလောက်ပြီးထင်းတယ်ကျွန်တော်လည်းညနေတကောင် live ပြောရတာဆိုတော့ဒီထက်ကြာကြာပြောလို့မကောင်းဘူးကျွန်တော်မှလည်းဝင်ကျင်ရှိတယ် ဲ့တော့ကျွန်တော်အကြိုက်ဆုံးကိုရွေးပြပါစေဆက်ချိန်မှာပြန်တွေ့ကဏ္ဍကိုကျွန်တော်အကြိုက်ဆုံးကဏ္ဍရွေးပြပါစေဒီကဏ္ဍမယ်ဟုတ်ပြီနော်ဒီကဏ္ဍမယ်အဲ့တော့အပူခွာလည်းဖြစ်နေတဲ့အတွက်ခွန်ခွန်ကိုဒဲ့ကိုစိတ်ကြိုက်ကစားပါကျွန်တော်တို့ဒီအကွက်ဆွေကစားတာဖြစ်တဲ့အတွက်အရင်မရှင်းအောင်အာရန်တော်ကတော့အများနဲ့လိုက်ရမယ်လိုက်ပြီးရံမှာဒါအများနဲ့ပြောနေကြစကားပါအဲ့လိုပဲတခါရပြလိုက်မယ်အခု29ရက်နေ့ဒါဒါဒါမအေးရရေးရလို့လို့ဒါ29ရက်နေ့ဖြစ်နေပြီเนาะအဲ့မနက်ဖြန်မှာစပြီးအကျဉ်းတိုင်းကဏ္ဍနေရောက်မယ် အဲ့ဒီအတွက်အချိန်တိုင်းပုံမှန်တိုင်းပဲကနန်းမဲ့လိုချင်တယ်ဆိုပုံမှန်စီးသောင်းနဲ့ရပါမယ်ခုနကကျွန်တော်ပြောပြီးပြီအဲ့လိုမဟုတ်လို့စိုက်ကြည့်ချင်တယ်ဆို2000ကျက်နဲ့စိုက်ဖို့စိုက်ကောကြည့်နေလို့2000ကျက်နဲ့ရောင်းပြပါမယ်မိမိစိတ်ဝင်စားဆိုလို့စိတ်ဝင်စားမှလာဝဲစိတ်ဝင်စားရင်လည်းလာမဝဲနဲ့အပိုင်လည်းမသိဘူးအတက်လည်းမသိဘူးเนาะတံပေးမှရမှာစိုက်မကြည့်ဘူးကနန်းမဲ့လိုချင်တဲ့လူက2000စိုက်ကောကြည့်ချင်တယ်ဆို2000စိုက်ကလည်းကျွန်တော်ပြောပြီးပြီ frame တစ်ခုတည်းကနေခုနကျွန်တော်ကစားနေတဲ့သုံးရထူစီနော်ရောမောင်းခွန်လိုင်းဖိန်ကနေပဲယူကစားတာနော်ယူကစားတာအဲ့ဒီဖိန်ကနေပဲယူကစားတာအဲ့ဒီကနန်းတွေပဲကျွန်တော်မမကက်ထဲမမဖွဲ့ဝင်ကိုမွေးကနန်းဒက်ဆက်ကွက်ထုတ်ပြီးထားတဲ့အထက်ကနန်းတကွက်ကိုအကျိတ်တိုက်အကျိတ်ဆုံးဖန်ကစားတာအဲ့ဒီကနန်းကြီးလမ်းစားတွေအကုန်ပြုတ်လိုက်မယ်2022ထက်ကကနန်း2021ထက်ကကနန်းမှာတစ်တလုံးပိုင်ပါတယ်ကနန်းအဲ့တင်္ဂါကိုပတ်လေ68ပတ်လေ 39နှစ်ပတ်လဲ196ပတ်လဲ410ပတ်လဲ136ပတ်လဲဒါ196ဒါတော့နှစ်ကွက်ထက်တာလေအဲ့တော့တဲ့36ပတ်လေတစ်ကွက်ရှိမယ်410ပတ်လေတစ်ကွက်ရှိမယ်နှစ်ကွက်ရှိသွားပြီ31နှစ်ပတ်လေတစ်ကွက်ရှိမယ်3ကွက်ရှိပြီ49ပတ်လေ4ကွက်ရှိပြီ68ပတ်လေ5ကွက်ရှိပြီ159ပတ်လေ6ကွက်ရှိအဲ့ဒီ6ကွက်ထဲကတစ်ကွက်ဒါကျွန်တော်အကြိုက်ဆုံးမွေးကနေအကြိုက်ဆုံးကနေရွေးချယ်ပြီးဒီဘက်မှာကစားမှာလမ်းစာတွေအကုန်ပေးလိုက်တယ်နော်တစ်ပိုင်းနဲ့ကစားမှာ တက်ဒီဘယ်နေရာမှာကျွန်တော်သုံးပါလဲထိစီရလဲနောက်ပဲဘယ်နေရာကိုသုံးပါလဲဆိုတဲ့အဖြစ်ကိုအဓိကထားမှာကစားဘူးတက်ဒီတက်ကိုပုံစံတက်ပိုင်းဆိုတဲ့ကဏ္ဍပေါ့ကိုအဓိကထားကစားတယ်အဲ့ဒီနေရာမှာကျွန်တော်ထိစီတစ်လုံးကိုစိတ်ကြိတ်ဖမ်းလိုက်တယ်အဲ့တော့ဒီကဏ္ဍဥမာတစ်ခုဒီကဏ္ဍဖမ်းတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီထိစီတစ်လုံးကိုငါးထိစီကိုအဲ့ဥပမာရှင်းပြရအောင်ထိစီတစ်လုံးကိုငါးထိစီကြိုက်သုံးတယ်ဆိုရင်ငါးတက်ကိုနဲ့ငါးကိုတက်ဆိုနှစ်ကွက်အဲ့ဒီထက်မှမှဘယ်ကဏ္ဍကအမိန်လဲဘယ်ကဏ္ဍကတူလဲအဲ့တော့ဒီခွဲခြားပြီးတော့ကစားထားတယ် အဲ့လိုကြိုက်နှစ်သက်မှာဝဲကျွန်တော်အကြိုက်ဆုံးဒီဘွဲကိုကစားမယ်ဘုံဘွဲဒီ20 22တဲ့ကဏ္ဍဖြစ်တယ်အဲ့ဒီကဏ္ဍစီလည်းပဲတစ်ပိုင်ပါဆိုကဏ္ဍဖြစ်တယ်အဲ့ဒီ6ဘွဲတဲ့တကွက်ပဲအဲ့လိုမျိုးကြိုက်မှလာဖို့နှုတ်ရှင်လားမဝင်နဲ့ဘာလို့ဆိုမိတ်ဆွေတို့နစ်နာတယ်နော်မိတ်ဆွေတို့နစ်နာတယ်ဘာမှမသိညာပြီးနဲ့လားဝဲမိတ်ဆွေတို့နစ်နာတယ်အဲ့တော့ကျွန်တော်နဲ့အလို့ရှင်နေဆိုလို့ရှိရင် Viber ကနေကျွန်တော်လာပြီးတော့ပြောပြပါနောက်တစ်ခါ ကျွန်တော် Viber မှာ WP ဆိုလို့ရှိရင် WP ကိုဒါ6 90 30 25 5 0လေးဆိုတဲ့ပုံနဲ့ Viber လက်ခံစကားပြောတဲ့ WP ဆို6 90 30 25 5 0လေးကနေပဲ WP ဖွင့်ထားတယ်။ KB ဒီအဲ့နေရာမှာအဲ့ဖုန်းနဲ့ဖွင့်မထားပါဘူး။ KB ဖွင့်ကျွန်တော်ဖွင့်ထားတဲ့ဖုန်းက KB 39 430 25 68လုံးအမှန်မှာအများအားပြောနေရတယ်။ဒါအရင်တုန်းကဖုန်းမလို့နော်။ အရင်တော့ကဖုန်းနံပါတ်တယ်မလို့ကနားရှင်းလုံးဒီအမှန်မှတချို့ကကနားရှင်းလုံးတလုံးလူနေတယ်တလုံးလူနေတယ်အများကြီးပြောမဟုတ်ပါဘူးအရင်တော့ဖုန်းနံပါတ်မလို့ကျွန်တော်တို့ကနားရှင်းလုံးဒီအမှန်မှအဲ့ဒီနာမှာအကောင့်နံပါတ်ကိုဒီနာမည်နဲ့ဖွင့်ထားတယ်အဲ့တော့ပုံမှန်တိုင်းပဲကနားမယ်ယူမယ်ဆိုရင်တသောင်းကျက် site ကိုကြည့်ကျင်နေဆိုရင် site ကလည်းတစ် site ပဲပို့မှာနော်သုံး site ကိုတစ် site ပဲပို့မှာအဲ့ဒါကိုကြည့်ကျင်နေဆိုရင်နှစ်တောင်းကျက်မိမိစိတ်ဝင်စားလို့ဝယ်ပါစိတ်ဝင်စားရင်ဝယ်နဲ့ခုနကကျွန်တော်ကစားမယ်မက်တက်ကိုငွေရတာဟို အကြံဆုံးကနန်းတစ်ခုကိုအဓိကထားပြီးဝဲတာကျွန်တော်ကစားမဲ့မက်သက်ရှင်းပြပြပြီး2020ထဲကနန်းတစ်ပါသောကနန်းအဲ့ဒါကိုကစားမှဖြစ်လို့ပဲအဲ့လိုနေတဲ့ကနန်းတစ်ပါသောကနန်းကိုကြိုက်နှစ်သက်တယ်ဆိုမှလာဝယ်တော့မဖြစ်မဝယ်နဲ့နော်မဝယ်တော့ကိုယ်နဲ့စိတ်ကြိုက်မတူသေးရင်မဝယ်နဲ့ဘာလို့လဲဆိုချက်အများနဲ့မပေါ့ဘူးဒီကျင်နဲ့ပေါ့ချင်ပေါ့မယ်ကံပေးမှပေါ့မှာမပေါ့ချင်လည်းမပေါ့အနောက်ကျင်နောက်ကျင်နေမှာလေကိုယ်နဲ့တိုက်ဆိုင်တာရှိလိမ့်မယ်အဲ့လိုချင်းမျိုးမှလာဝယ်ကျွန်တော်ပုံဝင်နေနေပြောပြတာနော်အဲ့သူများရင်လို့ ဝိဝိုင်နေတဲ့တဲ့ထဲမှာကျုပ်မပေါ့ကျုပ်ကဒက်ပြောပြတယ်လမ်းစာတွေအကုန်ပြောတယ်အဲ့လိုစနေမျိုးနဲ့ထုံမှာအဲ့ဒီကဏ္ဍဒီအဲ့လိုစနေလိုပြီးခုနက6ခွက်တည်းတကွက်ပဲအဲ့လိုကဏ္ဍတွေကိုချက်နေတဲ့မှာလောက်ဝင်တော့ရှင်မဝင်တော့စောင်းအောင်ကိုကြိုက်တဲ့ပင်မှာကံစားသေးတယ်မစောင်းအောင်ဒီလိုပြောပြတယ်နော်ကြားအောင်မဲဆင်းမယ်ဗျာနော်ညတော့ညနေကြည့်ပြောတော့ကျွန်တော်ပန်းကုန်းကျအာနာရှိရရောက်ွက်ထဲမှာဆိုမကောင်းတော့နော်ကျွန်တော်လည်းတူးတိတ်တိတ်သိမပြောတတ်ကဲအားလုံးပဲကံကောင်းကြပါစေမိတ်ဆွေတို့တော်များများကြိုက်တဲ့ပြန်တွေ့ကဏ္ဍခွန်ခွန်ကူတဲ့အာရမှာ ါအကျိုက်ဆုံးကနန်းမှာဒီကနန်းဒီမိတ်ဆွေတို့အတွက်ပောက်ွက်ဖြစ်ပါစေလို့ရှုမှန်ကွန်တောင်းပေးနေပဲကျွန်တော် live ကိုအမြဲတမ်းအားပေးတဲ့တယောက်ချင်းတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်လို့နှုတ်ခွန်းဆက်ကပြောရင် live ကိုဒီနေ့မှာအဆုံးသတ်လိုက်ပါတယ်အားလုံးပဲကံကောင်းကြပါစေ good luck